်မင်္ဂလာညချမ်းပါရှင်2023ခုနှစ်ဖေဖော်ဝါရီလ12ရက်အင်္ဂါနေ့ညပိုင်း RFI ရုပ်မြင်သံကြားအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျမကခင်ခင်ကြီးပါ RFA ရဲ့စီစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲနဲ့၉နာရီထိတင်ဆက်သွားမှာပါ။ဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုစပြီးထုတ်လွှင့်ပေးပါရမရှင်။မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါဝင်ဖို့ဆောင်ရွက်ဖို့အသင့်ဖြစ်နေတဲ့အကြောင်း ဒီကနေ့ကြာရောက်တဲ့66နှစ်မြောက်ပြည်တော်စုနေမှာမြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်ဆန်းစုကြည်ကထက်လောင်းပြောကြားလိုက်ပါတယ်။ရန်ကုန်ပဟန်းမြို့နယ်မှာရှိတဲ့တော်ဝင်နှင်းစီခန်းမမှာဒီကနေ့ကျင်းပတဲ့ပြည်တော်စုနေခန်းနာကိုပေးပို့တဲ့ဗီဒီယိုမိန့်ခွန်းမှာဒေါက်ဆန်းစုကြည်ကအခုလိုပြောကြားလိုက်တာပါ။ကျမတို့အခုငင်းချိုင်းကိုအင်တာမှလိုအပ်နေတဲ့အချိန်မှာလူတိုင်းလူတိုင်းဟာကိုတူဦးတယောက်အနေနဲ့ငင်းချိုင်းရေးအတွက်ဘာလို့ပြင်နိုင်မလဲဆိုတော့စဉ်းစားမှာပ ကျွန်မတို့ဆိုလို့ရှိရင်အခုကချင်ပြည်ထဲမှာဖြစ်နေတဲ့ညီညာဖြစ်စဉ်တွေမှာမပါဝင်ဘူးလားဆိုပြီးတော့မေးကြမြန်းကြဝေဖန်ကြတဲ့သူတွေရှိတယ်ပေါ့လေကျွန်မအင်းပြောတယ်ကျွန်မပါဝင်ခြင်းနဲ့အချိန်မရွေးကျွန်မမှာကိုလိုလားလို့ရှိရင်ကျွန်မပါဝင်မှုအစင်းနဲ့ရှိပါတယ်ဆိုတော့ကျွန်မတရားဝင်ထုတ်ဖို့ပြောပြတာကြားပါပြီဒီတော့ဘာဖြစ်လို့မပါလဲဆိုတော့တကယ်တော့ညီညာရဲ့ဖြစ်စဉ်မှာအောင်မြင်ပါနိုင်ဖို့ဆိုတာကာယကံရှင်တွေကလိုလားမှဖြစ်နိုင်မှာပါ ကာယကရှင်တွေရဲ့လိုလားမှုတောင်းတောင်းတောင်းဆိုမှုမရှိဘဲနဲ့ဝင်ပြီးတော့လုပ်လို့ညဉ့်ညာရရမယ်ဆိုတာဒါကိုကိုကိုအထင်ကြီးရတာရောက်ပါလိမ့်မယ်အဲကြောင့်မလို့ကျမကိုလိုလားတယ်ကျမကိုလုပ်ပေးစီခြင်းနဲ့ဆိုရင်တော့အချိန်မရလုပ်ပေးပါမယ်ဆိုတာတယုံဒီနေ့66နှစ်မြောက်ပြည်တော်စုနေမှာကျမပြောပြရစီဘယ်နေရာမှာပဲဖြစ်ဖြစ်ဒီနိုင်ငံရဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ်ငြိမ်းချမ်းရေးဖြစ်စင်မှာကျမကိုပါဝင်မှုကာယကံရှင်များလိုလားတယ်ဖိတ်ခေါ်တယ်ဆိုရင်ကျမဘယ်တော့မှညှင်းမှာမဟုတ်ပါဘူးဆိုတာပြောပြရစီအဲ့တော့ ကျမတို့အခုချိန်မှာငြင်းချရေးမရသေးလို့ဆိုပြီးတော့စိတ်ပြက်နေတဲ့စိတ်ဓာတ်ကျနေတဲ့ကျမတို့နိုင်ငံသူနိုင်ငံသားတွေတော့တခုကျမအပိစကားလေးပြောချင်ပါတယ်စစကျမပြောခဲ့တဲ့ညဝေခံစားမှုညဝေခံစားမှုဆိုတာကျမတို့နိုင်ငံမှာတိုးတက်လာပြီလို့ကျမမြင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီတဖြစ်အတွင်းမှာဆိုလို့ရှိရင်ကချင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ကချင်ပြည်နယ်ရခိုင်ပြည်နယ်မှာ မနေတဲ့အချင်းအင်းနဲ့ရခိုင်ပြည်နယ်နဲ့ပတ်သက်မှုမရှိတဲ့နိုင်ငံသူနိုင်ငံသားအတော်များများဟာအာယုံစူးစိုက်ပြီးတော့ပုံပွင့်တော့ကတွေဖြစ်ပြီးတော့စိုးရင်တော့ကတွေဖြစ်ပြီးတော့ကောင်းတဲ့ဘက်ကိုသွားစီခြင်းနဲ့စိတ်ဆန္ဒတွေပေါ်လာတယ်ဆိုတာမြင်ခဲ့ရပါတယ်။အဲ့တော့ပုံပင်နေရုံနဲ့လည်းမကဘူးစိုးရင်နေရုံလည်းမကဘူးထိထိရောက်ရောက်ကူညီတဲ့အုပ်စုတွေကဖွဲ့စည်းတွေလည်းပေါ်လာပါတယ်။ဥပမာဆိုလို့ရှိရင်ကချင်ပြည်နယ်ကဒုက္ခသည်တွေအတွက်ရံမွေရှာဖို့တချို့အမှုပညာရှင်တွေကလှူရှာတာ ဂျိုဘာနာအဲဒီလိုကိစ္စတွေဟာကျမတို့နိုင်ငံမှာမျှဝေခံစားခြင်းနဲ့စိတ်ဓာတ်ကတော့တပြေးတပြေးနဲ့အားသာလာတယ်လို့ကျမကဒီလိုပဲမြင်ပါတယ်လုံလောက်တဲ့အတိုင်းအတာတစ်ခုချင်းမရောက်သေးဘူးဆိုပေမဲ့ကျမတို့အတွက်မျှော်လင့်ချက်ရနိုင်တဲ့အတိုင်းအတာတော့ရှိတယ်လို့မြင်ပါတယ်ဒါကြောင့်မလို့အခုကျမတို့66နှစ်နောက်နောက်ပြည်တော်စုနေမှာဆိုလို့ရှိရင်အနာဂတ်ပြည်တော်စုရေးကိုစိတ်ထားခိုင်ခိုင်မာမာနဲ့ တက်တက်ကြွကြွနဲ့ကျမတို့ညှော်ဖို့ပြီးတော့အတူစုပေါင်းစုစည်းပြီးတော့တိုင်းပြည်ကြီးတစ်ခုဒီမိုကရေစီနိုင်ငံကြီးတစ်ခုထူထောင်ကြမယ်စုပေါင်းပြီးတော့မျှဝေခံစားရမယ်ကိစ္စမှန်တယ်မျှအတူမျှဝေခံစားကြမယ်လို့တန်တိထံချကြပါစို့လို့ကျမအနေနဲ့ဆန္ဒပြုပါတယ် ီတောင်စုနှစ်ခန်းနာနဲ့ပြီတောင်စုနှစ်ထိမ့်မှက်ကရင်မျိုးသားရင်ကျေးမှုဒုံရင်ပြိုင်ပွဲစုပေးပွဲအခမ်းအနားကိုရန်ကုန်ပန်းဟမြို့နယ်မှာရှိတဲ့တော်ဝင်နေစီခမ်းမမှာ NLD ပါတီကကြီးမှုပြီးဒီကနေ့ကျင်းပခဲ့တာပါအခမ်းအနားမှာဖေဖော်ဝါရီလ10ရက်နေ့ကနေ12ရက်နေ့အထိ3ရက်ကြာကျင်းပခဲ့တဲ့ကရင်ဒုံရင်ပြိုင်ပွဲစုရရှိတဲ့သူတွေကို NLD နာယကဦးတင်ဦးနဲ့ဗိုလ်အုပ်မှုဆောင်ဖွဲ့ဝင်တွေကစုပေးရခဲ့ပါတယ် ုပေးပွဲအခမ်းအနားကိုဥတည်ဦးဦးဝင်းတင်စတဲ့ NLD ခေါင်းဆောင်တွေအပြင်88မျိုးဆက်ဖွဲ့ကဥကုကိုကြီးနဲ့ចောင်းသားခေါင်းဆောင်တွေနိုင်ငံခြားတန်တမန်တွေဒုံရိပ်ပြိုင်ပွဲဝင်တဲ့သူတွေနဲ့တခြားဖိတ်ကြားထားသူတွေထည့်ရောက်ခဲ့ကြပါတယ်ရှင်66နှစ်မြောက် ပြည်တော်စုနှစ်အခမ်းအနားကိုနေပြည်တော်မှာလည်းဒီကနေ့ကျင်းပခဲ့ပါတယ်နေပြည်တော်မြို့တော်ခမ်းမရှိမှာကျင်းပတဲ့အဲ့ဒီအခမ်းအနားမှာနိုင်ငံတော်တီးဝိုင်းနဲ့နိုင်ငံတော်အလံကိုအလေးပြုပြီးသမရဦးသိန်းစိန်ရဲ့66နှစ်မြောက်ပြည်တော်စုနှစ်တဝင်းလွှာကို ဒုတိယသမ္မတဒေါက်တာစိုက်မောက်ခန်းကဖတ်ကြားပါတယ်။ဒီခန်းနာကိုသက်ဆိုင်ရာအရာရှိတွေ၊ပြည်တော်စုဝင်ကြီးတွေ၊ဒုတိယဝင်ကြီးတွေ၊တွတ်တော်ကိုယ်စားလှယ်တွေ၊တိုင်းရင်းသားကိုယ်စားလှယ်တွေ၊ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ဖိတ်ကြားထားတဲ့ NGO ဖွဲ့စည်းတွေတက်ရောက်ခဲ့ကြပါတယ်။မနေ့ပိုင်းမှာကျင်းပတဲ့ဒီခန်းနာကိုဒေါက်ဆဲစုကြည်မတက်ရောက်ပေမဲ့ညပိုင်းမှာကျင်းပတဲ့ပြည်တော်စုနဲ့ထိမ့်မှတ်ညစာစာပွဲကိုတော့တက်ရောက်ခဲ့ပါတယ်။ ဒီကနေ့ခန်းနောက်ကိုကချင်လူမြောက်ရေးဖွဲ့ KAI ကိုတက်ရောက်ဖို့တမရဦးသိန်းစိန်ကဖိတ်ကြားထားတယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေပေမဲ့ KAI ကိုဖွဲ့ကတော့တက်ရောက်ခဲ့ခြင်းမရှိပါဘူးရှင်။ဗိုလ်ချုပ်အောင်ဆန်းရဲ့ဥဆောင်မှုနဲ့ပေါ်ပေါက်လာတဲ့ပြည်ထောင်စုကြီးတည်တဲ့ခိုင်မြဲဖို့အတွက်လက်ရှိအစိုးရနဲ့တက်မတော်မှာတာဝန်ရှိတယ်လို့ရခိုင်တိုင်းရင်းသားများတွတ်တဲ့ရေးပါတီအထွေထွေတွင်ရေးမှူးဦးဦးလှစောကပြောလိုက်ပါတယ်။ဒီနေ့ကြာရောက်တဲ့66နှစ်မြောက်ပြည်ထောင်စုနှစ်အကြိမ်မဲ့ဒီမိုကရေစီနဲ့ February 7ရက်နေ့နဲ့ဆောရီရှိကိုသွားမယ်ဆိုရင်တောင်ပေါ်၄၀ခွန် January မှာရှုပ်ဆိုခဲ့တဲ့အောင်ဆန်းရဲ့တလီစာချုပ်ပါအမှန်တန်ကြီးရပါတယ်ပမာကြီးတမိုင်းမှာ ဒီကနေ့ကြာရောက်တဲ့66နှစ်မြောက်ပြည်တော်စုနှစ်ထိမ့်မဲ့ဖြစ်ဒီမိုကရေစီမိတ်ဆွေပါတီတွေစုပေါင်းပြီးကျင်းပတဲ့အခမ်းအနားမှာအခုလိုပြောကြားလိုက်တာပါ။ဒါအပြင်ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေအားလုံးဆုံးသက်ပြီးနိုင်ငံရေးအဖွဲ့အစည်းအားလုံးပါဝင်တဲ့ပြည်တော်စုငြိမ်းချမ်းရေးညီလာခံတရက်ကိုလက်ရှိအစိုးရကဦးစီးပြီးခေါ်ယူကျင်းပပေးဖို့လဲဒီမိုကရေစီမိတ်ဆွေဆက်ပါတီကပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ရန်ကုန်မြို့ YWCA ခန်းမမှာကျင်းပခဲ့တဲ့ဒီခမ်းနားကိုနိုင်ငံရေးပါတီတချို့နဲ့88မျိုးဆက်ចောင်းသားတွေအဖွဲ့ကလည်း တဝင်းလွှာပေးပို့ခဲ့ကြပြီးဒီမိုကရေစီမိတ်ဆွေဆက်ပါတီကကိုယ်စားလှယ်တွေတခြားနိုင်ငံရေးပါတီကကိုယ်စားလှယ်တွေ88မျိုးဆက်ចောင်းသားတွေနဲ့လူမှုရေးအသင်းဖွဲ့တွေကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ်ရှင်ဒီကနေ့ကြာရောက်တဲ့ပြည်ထောင်စုနေကိုကြိုဆိုတဲ့အနေနဲ့မနေ့ညပိုင်းကရန်ကုန်စမ်းကြောင်းမြို့နယ်မှာစာပေဟောပြောပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်စမ်းကြောင်းဝေဒုဝံဖုန်ကြီးကျောင်းတိုက်ရှိမှာပြုလုပ်တဲ့အဲ့ဒီစာပေဟောပြောပွဲမှာ ဆာရေးဆရာမကြီးဒေါခင်ဆွေဦးဆာရေးဆရာဝင်းထွတ်စောနဲ့ကြပြဆရာမိုးစောတို့ကဥဆောင်ပြီးဟောပြောခဲ့ပါတယ်ခန်းနောက်ကိုစာရေးဆရာကြီးတကုံတရားနဲ့ဒင်းစာဆရာကြီးဦးဝင်းတင်တို့ကလည်းပြည်တော်စုနဲ့ငင်းချမ်းရေးတဝင်းလှော်တွေပေးပို့ခဲ့ပါတယ်။ဒီစာပေဟောပြောပွဲကိုမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများဖွဲ့ချုပ်ဘက်ကတာနဲ့ ငင်းချမ်းရေးသွေးသစ်လူငယ်များအဖွဲ့တို့ပူးတွဲပြီးစီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ဒီစာပေဟောပြောပွဲနဲ့ပတ်သက်ပြီးတော့ကျမတို့ဖွဲ့သားကိုနေရင်ကျော်ကဆက်ပြီးတင်ပြပေးမှာပါရှင်။ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတက်မှတ်ကများအဖွဲ့ချုပ်နဲ့ရန်ကုန်မြို့စမ်းကြောင်းမြို့နယ်အခြေစိုက်ငင်းငယ်ရေးသွေးသစ်လူငယ်များအဖွဲ့က66နှစ်မြောက်ပြည်တော်စုနှင့်အကျိုးစာပေဟောပြောပွဲကိုရန်ကုန်စမ်းကြောင်းမြို့နယ်ဝေလူဝံကျောင်းသားရှိမှမင်းညကပြုလုပ်တာဖြစ်ပါတယ်။ နေလဲတာတော့အထူးနေတယ်စာရေးဆရာတွေမဟုတ်ခင်ပါတော့အရင်စစ်စိုးကခေတ်အဆက်ဆက်ပြိပင်ခံခဲ့ရတယ်စာရေးဆရာတွေနိုင်ငံသမားဟောင်းတွေရဲ့စာအုပ်ဟောင်းတွေပြန်လည်ထုတ်လုပ်ရောင်းချတဲ့စာအုပ်ပွဲတော်လည်းပူရဲကျင်းပခဲ့ပါတယ်အဲ့ဒီစာအုပ်တွေ ਨੇ ပြည်တော်စုနဲ့ထိမ့်မှတ်ပါတဲ့တီရှပ်အင်ဂျီတွေရောင်းချလို့ရတဲ့ငွေတွေကိုအချင်းပြည်နယ်ကစစ်ပြေးဒုက္ခတွေတွေအတွက်တူရန်သွားမယ်လို့ဆိုပါတယ် ကြုံခဲ့ရတယ်။အဲ့ဒါကလည်းဆိုတော့အလူသမားနေသမားဒေသမားအလူသမားကောင်းစားရေးအတွက်ဆိုရှယ်ဒစ်စနစ်တည်ဆောက်မယ်ဆိုတဲ့လူတွေရဲ့နိုင်ငံရေးဟုတ်လား။ဒါပေမဲ့လက်တွေ့ကြတော့အလူသမားနေသမားဒေသမားအလူသမားဒီလိုပြောနေမယ်အဲ့ဒီ26နှစ်ကာလမှာပဲကျွန်တော်တို့ပြည်သူတွေက ်ဝဲတဲ့မွဲဖုစတဲ့မြင့်ဖြစ်ပေါ်ကြဟုတ်လားဒါပေမဲ့လူတစုကတော့အကြီးအကျယ်ကောင်းစားတော့တော်ဆိုင်ဆရာကြီးဆရာဆိုင်ဆရာမကြီးဒီကဆရာကြီးဆိုတာချင်းနေပြောရတော့ပြည်သူလူထုကအခက်အခါပြည်သူကိုယ်စားလှယ်တွေပါလီမန်မတက်တဲ့ပြည်သူကိုယ်စားလှယ်တွေလည်းပြောရင်ပါလီမန်တက်မှပြည်သူမျိုးရဲ့အကျိုးကိုဆောင်တာမဟုတ်ပဲပါလီမန်ပြင်ပနဲ့ပြည်သူ့အကျိုးကိုဆောင်ရတဲ့မှာဆိုင်ဆရာကြီးဆရာကြီးကထိတ်ဆုံးအောင်ပါတယ်လို့ကျွန်တော် ုံကြည်ပါဒီပွဲမှာဘာကသာများအဖွဲ့ချုပ်ចောင်းသားတွေနဲ့ငញ្ញញ៉ៃទွေးတဲ့လူတွေကတမကတချင်းတွေទីဆိုခဲ့ကြပါတယ်ခင်ဗျာကိုနေရင်ကြောကတင်ပြသွားတာပါရှင်။ရခိုင်ပြည်နယ်ကိုရောက်ရှိနေတဲ့မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူခွင့်ရေးအထူးကိုယ်စားလှယ်တောမတ်စခင်တာနာနဲ့ ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်အရှုတ်နီကန်တို့ဟာဒီကနေ့နေ့လယ်ပိုင်းမှာရခိုင်ပြည်နယ်တွင်းအပြည်ပခဖြစ်နေတဲ့နှစ်ဖက်ကိုယ်စားလှယ်တွေနဲ့စစ်တွေဟိုတယ်မှာတနားရီကြားတကပိတ်ဆွေးနွေးခဲ့ပါတယ်။မတူကွဲပြားတဲ့အဖွဲ့အစည်းနှစ်ခုကြားဘလို့ရှစ်ဆက်သွားကြမလဲဆိုတာနဲ့ပတ်သက်ပြီးနှစ်ဖက်အမြင်တွေကိုအဓိကထားပြီးဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ မတူကွဲပြားတဲ့အဖွဲ့အစည်းနှစ်ခုကြားမှာဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာနဲ့ပတ်သက်ပြီးမစ္စတာကင်တာနာဟာဒီကနေ့မနေ့ပိုင်းမှာရခိုင်ပြည်နယ်ပြည်ပခါတွေနဲ့ဆက်နွယ်ပြီးအကျဉ်းချနေတဲ့ကုလသမဂ္ဂဝန်ထမ်းဟောင်းဒေါက်တာထွန်းအောင်နဲ့တခြားအကျဉ်းသား၂ဦးကိုလည်းစစ်တွေးချင်းထောင်မှာ၃နာရီကြာတည်တံ့တွေ့ဆုံခဲ့ပါတယ်။အဲဒီနောက်မစ္စတာကင်တာနာဟာနေ့လယ်ပိုင်းမှာမင်းငန်ဒုက္ခတဲ့စခန်းနဲ့တက်ကြေပြင်ဒုက္ခတဲ့စခန်းတွေကိုတွားရောက်ပြီးကြည့်ရှုခဲ့ပါတယ်။မစ္စတာကင်တာနာရဲ့အဖွဲ့ဟာ မနေ့ကမနေ့ပိုင်းကလည်းစစ်တွေမျိုးကိုရောက်ရှိလာတာဖြစ်ပြီးဒုက္ခတဲ့အရေးနဲ့ပတ်သက်လို့ပြည်နယ်ဝင်ကြီးချုပ်နဲ့တီးတန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါပါရှင်။ရခိုင်ပြည်နယ်မောင်နှုံးမြို့နယ်အတွင်းမှာလက်နက်ကင်လူတစုကဝင်ရောက်ပြီးတော့တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မောင်နှုံးမြို့နယ်နဲ့ထိစပ်နေတဲ့ဘူတိတောင်မြို့နယ်မှာဖေဖော်ဝါရီလ10ရက်နေ့ကစပြီးတော့ပုံမှန်144ရမထွက်ရအမိန့်ကိုထုတ်ပြန်လိုက်ပါတယ်။ဒီ ။မောင်နှမမြို့နယ်ငခုရကျေးရွာဦးစုရောင်ပွေကျွေးရွာကိုလက်နက်ကင်ကြံဖက်သမားတွေဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်လူတအူးသေဆုံးပြီးတော့သုံးဦးဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီအထဲကတအူးဟာဒဏ်ရာပြင်းထန်တဲ့အတွက်စစ်တွေစေယုံကြီးကိုမင်းရပို့ဆောင်လိုက်ရတယ်လို့သိရပါတယ်။အခင်းဖြစ်ပွားခဲ့တဲ့ငခုရဒေသမှာလုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားတယ်လို့အကြံဖက်သမားတွေကိုလိုက်လံရှာဖွေနေပြီးတော့တန်တရားရှိတဲ့သူတချို့ကိုလည်းထိမ့်သိမ်းထားတယ်လို့နေဆက်ဒေသလူဝင်မှုစစ်ဆေးမှုကြီးကြပ်ရေးကိုယ်ကဲဌာနချုပ် ဒုတိယကွက်ကဲရိပ်မှုဗိုလ်မှူးကြီးထူလိုင်က RFA ကိုပြောပါဗျ။ဒီညအတွက်သတင်းကဏ္ဍကိုဒီညနဲ့ပဲရနာခွင့်ပြုပါရှင်။ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတူတင်ပါတယ်။မကြာခင်မိနစ်ပိုင်းအတွင်းမှာသတင်းဆောင်မတွေကိုဆက်လက်ပြီးတင်ဆက်ပါပါ။ကျမတို့ RFA ရုံမြင့်တန်းကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ၉နာရီထိညစဉ်ညတိုင်းထုတ်လွှင့်နေပါတယ်။ဝေဖန်ကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရရှင်။ うん。<music> တန်ကြားအစီအစဉ်တွေကိုဆက်ပြီးကြည့်ရှုနေရတာပါအခုသတင်းဆောင်မတွေကိုထုတ်လွှင့်ပေးဖို့ဖြစ်ပါတယ်ဒီကနေ့ကြာရောက်တဲ့66နှစ်မြောက်ပြည်တော်စုနှစ်ခမ်းနားတွေကိုရန်ကုန်နဲ့နေပြည်တော်ပါဝင်နိုင်ငံအနှံ့ပြားမှဒီကနေ့ကျင်းပခဲ့ကြပါတယ် RFA သတင်းတောက်ကိုမျိုးစော်ကတင်ပြပေးပါပါရှင်ဒီကနေ့ကြာရောက်ခဲ့တဲ့66နှစ်မြောက်ပြည်တော်စုနှစ်ခမ်းနားကိုရန်ကုန်မြို့နဲ့နေပြည်တော်မြို့တွေပါဝင်မြန်မာနိုင်ငံနေရအနှံ့ပြားမှာဒီကနေ့ကျင်းပခဲ့ကြပါဗျာ NLD အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကချီးမှုချင်မှခဲ့တဲ့ပြည်ထောင်စုနယ်ခမ်းနားနဲ့ပြည်ထောင်စုနယ်ထိမ့်မှကင်းအမျိုးသားရင်းချင်းမှုဒုံရင်ပြိုင်ဝဲစုပေးဝဲခမ်းနားကိုရန်ကုန်မြို့ဗဟန်းမြို့နယ်မှာရှိတဲ့တော်ဝင်နှင်းစီခမ်းမမှာဒီကနေ့ကျင်းပခဲ့ပါတယ်။ NLD အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါအောင်ဆန်းစုကြည်ကပေးပို့ထားတဲ့ပြည်ထောင်စုနယ်မေကုံးဗီဒီယိုကိုပြသခဲ့ပြီးသဘာဝတိဖြစ်ဆောင်ရွက်တဲ့ NLD နိုင်ငံကဦးတင်ဦးကလည်းတက်ရောက်လာတဲ့လူထုကိုမေကုံးပြောခဲ့ပါတယ်။နာဂပြည်ထောင်စုရေးကို စိတ်ထားခိုင်ခိုင်မာမာနဲ့တက်တက်ကြွကြွနဲ့ကျမတို့ညှော်ဖိုးပြီးတော့အတူစုပေါင်းစုစည်းပြီးတော့တိုင်းပြည်ကြီးတစ်ခုဒီမိုကရေစီနိုင်ငံကြီးတစ်ခုထူထောင်ကြမယ်စုပေါင်းပြီးတော့မျှဝေခံစားရမယ်ကိစ္စမှန်တယ်မျှအတူမျှဝေခံစားကြမယ်လို့တန်တိထန်ချချပါစို့လို့ကျမအနေနဲ့ဆန္ဒပြုပါတယ်ဘယ်လုံးစိတ်ဓာတ်ကိုဆက်လက်ပြီးရှင်းသန်းနေအောင်လုပ်ကြကြဖို့ဟာနောက်မျိုးဆက်ဒီပေါ်မှာတာဝန်ရှိနေပါတယ်ဟုတ် ြောကြားခဲ့ပါတယ်။ဒါကြောင့်ဒီကုလိုပြည်တော်စုနေ့နှစ်ပတ်လည်အခမ်းအနားမျိုးကျင်းပတဲ့အခါမှာပြန်လည်တည်ပြီးနှိုးစော်တည်ရှိဆောင်ရွက်ခြင်းဒီခြင်းဒီတဲ့အစင်းမြဲမျိုးတို့နိုင်ငံဒီကဲနာအလုံးစီလုံးညီညွတ်စွာဖြင့်အင်အားတောင်းတင်းခိုင်မအောင်ကြိုးပမ်းကြရန်ဖြစ်ပါတယ်။ ဒီကနေ့ကျင်းပခဲ့တဲ့အခမ်းအနားမှာဖေဖော်ဝါရီလ10ရက်နေ့ကနေ12ရက်နေ့ထိ၃ရက်ကြာကျင်းပခဲ့တဲ့ကရင်မျိုးသားယဉ်ကျေးမှုဒုံရင်ပြိုင်ပွဲစူးကြရှိသူများကို NLD နိုင်ငံကဥတည်ဦးနဲ့ဗိုလ်အလုံးမှုဆောင်အဖွဲ့ဝင်တွေကစုပေးအပ်ခဲ့ပါတယ်။ NLD ကကြီးမှုချမှတ်ခဲ့တဲ့ပြည်တော်စုနေအခမ်းအနားကို NLD နိုင်ငံကဥတည်ဦးဦးဝင်းတင်စတဲ့ NLD ခေါင်းဆောင်တွေအပြင်88မျိုးဆက်ចောင်းသားများအဖွဲ့ကဥကူကိုကြီးဥပြုံးချူစတဲ့ចောင်းသားခေါင်းဆောင်တွေနိုင်ငံသားတန်တမန်တွေဒုံရင်းပြိုင်ပွဲဝင်သူတွေနဲ့တခြားဖိတ်ကြားထားသူတွေတက်ရောက်ခဲ့ကြပါတယ်။အလားတူပဲ66နှစ်မြောက်ပြည်တော်စုနေခန္ဓာကိုဒီမိုကရေစီမိတ်ဆွေဆက်ပါတီကလည်းရန်ကုန်မြို့ဗိုလ်ထောင်မြို့နယ်မှာရှိတဲ့ YWCA အခမ်းအနားမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ တိုင်းသားတွေလည်းလွတ်လပ်ရေးကိုခံစားရအောင်အတူတကွယူရအောင်အတူတကွရှစ်ရှစ်ခင်ခင်ယူရအောင်ဆိုပြီးတော့ဒီတော်စုနဲ့ပတ်သက်တဲ့စာချုပ်စာတမ်းတွေဆိုတာလက်မှတ်ရေးထုတ်ရုံသက်သက်မဟုတ်ပဲလက်တွေ့လှုပ်ဆောင်မှုလိုတယ်လို့68မျိုးဆက်ចောင်းသားកောင်းဆောင်ဥက္ကကိုကြီးက RFA ကိုခုလိုပြောပါတယ်တိုင်းသားဒန်းလူကြီးများကြီးပြည်တော်စုနဲ့ပတ်သက်တဲ့စာချုပ်စာရန်ဆိုတာစာရွက်ပေါ်မှာထိုးလို့မရဘူးတကယ်ရင်ထဲနှလုံးထဲကနေပြီးတော့ယုံယုံကြည်ကြည်နဲ့ကျွန်တော်တို့ဟို တယောက်နဲ့တယောက်နားလေယုံကြည်နိုင်မှဖြစ်မှာစာချုပ်စာတမ်းတွေကလက်မှတ်ထိုးယုံတက်တက်နေရတော့ကျွန်တော်တို့ဒီပြည်ထောင်စုကြီးကိုတည်ဆောက်နိုင်မှာမဟုတ်ဘူးလက်တွေ့လုပ်တဲ့အလုပ်တွေနဲ့ပဲကျွန်တော်တည်ဆောက်နိုင်လိမ့်မယ်လို့မြင်ပါတယ်ပြည်ထောင်စုနေဆိုတာလွတ်လပ်ရေးနဲ့တိုင်းရင်းသားခွင့်ရေးတွေအတွက်အရေးကြီးတာကြောင့်ပြည်သူတွေပြည်ထောင်စုစိတ်ဓာတ်ကိုတိုးတက်အောင်လှုပ်ဆောင်မှုလိုတယ်လို့ဒီမိုကရက်တစ်ပါတီမြန်မာပြည်အထွေထွေတည်ပြမှုဒေါ်သန်းသန်းနုကတိုက်တွန်းပြောဆိုခဲ့ပါတယ်ဒီပြည်ထောင်စုနေကကျမတို့ဒီလွတ်လပ်ရေးအတွက်လည်းအင်မတန်အရေးကြီးတဲ့နေနေဒူးနေမြတ်ကြီးတစ်ခုဖြစ်တဲ့ပေါ့နော်ပြီးတော့ဒီတိုင်းရင်းသား ဒီအကုန်လုံးကျမတို့ညီကောင်မောင်နှမတွေအတွက်လည်းအင်မတန်အရေးကြီးတဲ့အနေဒူးနေမြန်ကြီးဖြစ်တယ်အဲ့တော့ဒီပြည်တော်စုစိတ်ဓာတ်ကိုကျမတို့ကဟိုတင်းပေါ့ပြည်တော်စုစိတ်ဓာတ်ကစိတ်ဓာတ်ကြမသွားအောင်ပေါ့နော်တိုးတဲ့တဲ့တိုးတဲ့အောင်ပူပြီးခိုင်မြဲတဲ့ခိုင်မြဲအောင်ဒါအားလုံးမှာတာဝန်ရှိပါတယ်ပြည်သူတွေအားလုံးမှာတာဝန်ရှိပါတယ်လို့ပြောကြင်ပါတယ်1948ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့မှာဗိုလ်ချုပ်အောင်ဆန်းကောင်းဆောင်နဲ့ဗမာကိုယ်စားလှယ်တွေနဲ့ကချင်း ချင်းရှမ်းအစရှိတဲ့တောင်တန်းဒေသတိုင်းရင်းသားတွေပင်လုံစာချုပ်ချုပ်ဆိုတဲ့နေ့ကိုပြည်တော်စုနေ့အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာချင်းပြည်နယ်ငင်းချမ်းရဲအတွက်ရန်ကုန်မြို့ကနေတရုတ်နယ်ဆက်လိုက်စားအထိလမ်းလျှောက်သူတွေနဲ့ မုံရွာမြင်းကျန်စတဲ့မြို့တွေကနေလမ်းလျှောက်လာတဲ့သူတွေဟာမနေ့ကမင်းလေးမြို့ကို ရောက်ရှိခဲ့ပါတယ်။မြင်းကျန်ရေးအတွက်ခုလိုလမ်းလျှောက်သူတွေရဲ့အကြောင်းကိုကျွန်တော်တို့ဖွဲ့သားကိုကျော်မင်းထွန်းကတင်ပြပေးပါပါရှင်။ရန်ကုန်မြို့ကနေကချင်ပြည်နယ်ကရင်အိုရုံးချုပ်တီရှိရာလိုင်စာမြို့အထိလမ်းလျှောက်နေကြတဲ့မြင်းကျန်ရေးလူလားသူတွေဟာမနေ့ကမင်းလေးမြို့ကိုရောက်ရှိလာပါတယ်။ သူတို့ဟာရန်ကုန်မြို့ကနေဇန်နဝါရီလ22ရက်နေ့မှာစထွက်ခွာလာခဲ့ကြတာဖြစ်ပြီးခွေဖွာရီလ9ရက်နေ့မှာမုံဝါမြို့ကနေမန်းလေးကိုလမ်းလျှောက်လာတဲ့အဖွဲ့တွေနဲ့ပူးပေါင်းလိုက်တာဖြစ်ပါတယ် ီဖွဲ့ဟာကချင်ပြည်နယ်တို့မှာကြံနေသေးတဲ့မြေမြုပ်ပိုင်းတွေကိုအစိုးရအာဏာပိုင်တွေနဲ့ KNA KNO တို့ပူးပေါင်းပြီးရှင်းလင်းပေးဖို့တိုက်တွန်းတဲ့ကြေညာချက်တစ်စောင်ကိုလည်းထုတ်ပြန်ခဲ့ပါတယ်။နော်ကချင်ပြည်သူတွေဒီဘေးရန်ကင်းပြီးတော့တကယ်ငင်းချမ်းပြောရှင်တဲ့ဘဝတစ်တီပိုင်ဆိုင်နိုင်မှုအတွက်ရည်ရွယ်ပြီးတော့ကျွန်တော်ငင်းချမ်းရေးအရေးစဉ်ကိုလိုက်ပါဖြစ်တာပါခင်ဗျ။စီရင်ဒိုင်းသာစီလုံးညင်ရွေးလို့ဆိုထားပြီးတော့ခဏိတိုက်ပွဲတွေဖြစ်နေကြမယ်စီလုံးညင်ရွေးဆိုတဲ့စကားလုံးကြီးက ပယ်ဖျက်တယ်လို့ဖြစ်နေတဲ့အတွက်တိုင်းသားစီလုံးညညမှုရှိတရားဥပဒေစိုးမိုးရေးကိုရှေ့ရှုပြီးတော့ငင်းချမ်းရေးအတွက်အလိုရှိလို့ငင်းချမ်းရေးလမ်းလျှောက်ဖို့ပါလာတာပါဒီစစ်ပွဲကြောင့်ကျွန်တော်တို့လည်းဒီကျွန်တော်ရဲ့ကချင်ပြည်သူတွေဒီစစ်ပွဲတင်ကျွန်တော်ကချင်ပြည်သူတွေအတွက်ကျွန်တော်တို့အနေနဲ့သူတို့ကိုကျွန်တော်တို့ဒီမြန်မာပြည်သားတိုင်းသားတွေအနေနဲ့သူတို့ရဲ့ဒုက္ခတွေကိုကျွန်တော်တို့ဒီကျွန်တော်တို့မျှဝေခံရမယ်သူတို့ရဲ့ဒုက္ခကျွန်တော်တို့ဒုက္ခကျွန်တော်ရဲ့ဒုက္ခပဲဆိုတာကို တိအောင်ကျွန်တော်ပြောမယ်။နောက်တစ်ချက်ကကချင်ပြည်တွေမှာပြည်ပြည်နဲ့စစ်ပွဲရဲ့ကျွန်တော်အနေနဲ့ကျွန်တော်ပြောမယ်။တချိန်ထဲမှာလဲမြင်းကြံမျိုးကလမ်းလျှောက်လာတဲ့အဖွဲ့ဝင်တွေဟာအခုခါမှာမန်းလေးမျိုးကိုရောက်ရှိလာပါတယ် လမ်းလျှောက်သူတွေကိုမန္တလေးမြို့ကန်ကချင်တိုင်းရင်းသားတွေနဲ့မြို့ကန်တွေအပြင်မန္တလေးမြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ငင်းကြိုင်းမြန်နိုးသူများအဖွဲ့အားမြို့ဝင်တကွန်တိုင်းအဝိုင်းကနေကြိုဆိုခဲ့ကြပါတယ်မန္တလေးမြို့ကအထက်ပမာပြည်ငင်းကြိုင်းရေးမြန်နိုးသူများအဖွဲ့မှမန္တလေးအခြေစိုက်ဘာကတများအဖွဲ့ချုပ်အထက်ပမာပြည်နဲ့လူမှုအဖွဲ့အစည်းဝင်တွေ တက္ကသိုလ်တချို့ကအကြောင်းသားအကြောင်းသူတွေပူးပေါင်းဖွဲ့စည်းပြီးငင်းချိုင်းလူလားသူလမ်းလျှောက်ကြမဲ့အဖွဲ့တွေကိုကူညီခဲ့ကြပါတယ်။ငင်းချိုင်းလူလားသူလမ်းလျှောက်သူအဖွဲ့ဝင်တွေဟာ73ရက်နေ့မှာကြားရောက်မဲ့ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကိုလည်းမန္တလေးမှာရှိကြတဲ့လူငယ်သွေးလူရှင်တွေနဲ့ပူးပေါင်းပြီးအထိမ်းအမှတ်ပွဲကျင်းပသွားဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ဖေဖော်ဝါရီ14ရက်နေ့မှာတော့ကချင်းပြည်နယ်လိုင်စာမြို့အထိဆက်လက်ခီးထွက်ခွာမယ်လို့သိရပါတယ်ခင်ဗျာ။ Thank you. ြန်မာနိုင်ငံကိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေတဖြည်းဖြည်းဝင်ရောက်လာနေတာကြောင့်ပြည်တွင်းဈေးကွက်မှာဖြစ်ပေါ်နေတဲ့အိမ်ချမ်းမြေဈေးနှုန်းတွေဟာလည်းတစ်နှစ်နဲ့တစ်နှစ်မြင့်တက်လာနေပါတယ်။ဒီအကြောင်းနဲ့ပတ်သက်လို့ RFA သတင်းတောက်ကိုတီဟာထွန်းကစူးစီးတင်ပြပေးထားပါဗျာ။မြန်မာနိုင်ငံကိုနိုင်ငံခြားယင်းနှိမ့်မြို့နယ်မှုတွေဟာအခုဆိုရင်တဖြည်းဖြည်းဝင်ရောက်လာနေပြီဖြစ်တာကြောင့်ပြည်တွင်းဈေးကွက်မှာ ဖြစ်ပေါ်နေတဲ့အင်ချမ်းမေဈေးနှုန်းတွေဟာတစ်နှစ်ထက်တစ်နှစ်နှစ်ဆမကမြင့်တက်မှုတွေနေရာတိုင်းလိုလိုမှာဖြစ်ပေါ်နေပါဗျ။ အဲ့ဒီလိုလက်ရှိဖြစ်ပေါ်နေတဲ့အင်ချမ်းမင်းဈေးနှုန်းတွေမြင့်တက်လာတာကြောင့်နောက်တစ်ချိန်မှာဘယ်လိုအကျိုးဆက်တွေဖြစ်ပေါ်လာနိုင်လဲဆိုတာကိုလူအတော်တော်များများစိတ်ဝင်စားလို့နေပါတယ်။ခုဆိုရင်စီးပွားရေးချက်ချာကြတဲ့မြို့ရင်းနေရာတွေမှာကွန်ဒိုတိုက်ခန်းဈေးနှုန်းတွေမြင့်တက်လာမှုတွေဖြစ်ပေါ်နေတယ်လို့မြို့ရင်းမြို့ပြင်မှာရှိကြတဲ့ဒီကွက်တွေလည်းဈေးနှုန်းတွေအဆမတန်ကြီးမြင့်လို့နေတယ်လို့ရန်ကုန်မြို့မှာနေထိုင်ကြသူတွေကပြောပါတယ်။ခုလိုတနည်းတစ်နည်းကြီးမြင့်လာတဲ့အင်ချမ်းမီဈေးနှုန်းတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံအင်ချမ်းမီဝန်ဆောင်မှုအတင်းကပြန်ကြားရေးတာဝန်ခံဥက္ကမောင်အေးက RFA ကိုအခုလိုပြောပါတယ်အဲလက်ရှိဖြစ်ပေါ်နေတဲ့ဈေးကွက်ကတော့ဒီ downtown area တွေဆိုရင်နိုင်ငံသားအဝင်များလာတဲ့အတွက်အငှားဈေးနှုန်းတွေမြင့်တက်လာတယ်တွေ့ရပါတယ်နောက်တစ်ခုကတော့ဒီကွန်ဒိုတွေအဓိကအဖြစ်တော့ downtown ၆မြို့နယ်ရဲ့ကမာရွတ်ဘဟန်းမယံကုန်းပေါ့နော်ဒီ area တွေကနိုင်ငံသားသွားလာများပြီးလက်ခံတဲ့ area တွေမှာအငှားဈေးနှုန်းတွေ ဟို50ခိုင်တော့မြင့်တက်လာတာတွေ့ရပါတယ်လူကြီးဧည့်သည်တွေများလာတာရယ်စာအုပ်တွေမလုံလောက်သေးတဲ့ဧရိယာတွေအဲ့လိုတွေဖြစ်လာတဲ့အတွက်ကြောင့်အငါးစင်းတော့မြင့်တက်လာတာအင်ဂျင်မြေစင်းတော့နေမြင့်တက်နေတဲ့အချိန်မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကလည်းထွက်ပေါ်လို့လာပါပြီခုလိုအင်ဂျင်မြေစင်းတော့နေမြင့်တက်လာရတာဟာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်လာတဲ့အခါမှာနေရာထိုင်ခင်းအတွက်အင်ဂျင်မြေလိုအပ်ချက်တွေမြင့်မားနေတာကြောင့်လို့စီဝါရေးတက္ကသိုလ်စီမံခန့်ခွဲမှုပညာဌာနက ်ငိမ့်စားပါမောကဒေါ်လာမြင့်ကထောက်ပြပြောဆိုပါတယ်မြန်မာနိုင်ငံကိုလာကျင်တဲ့လူတွေအများကြီးဖြစ်နေတယ်အထူးသဖြင့်ဆီယမတို့ရဲ့အာ FDI ဥပဒေတွေထုတ်ပေးလိုက်တဲ့အခါမှာမြန်မာပြည်ကိုဟိုတကားလည်းဖွင့်ပေးလိုက်တယ်ဆိုတော့ဝင်လာမဲ့လူတွေအများကြီးရှိလာတယ်အဲ့တော့အဲ့ဒီဝင်လာမဲ့လူတွေကို နော်ကုမ္ပဏီတွေဝင်လာမယ်စီးပွားရေးလုပ်ငန်းရှင်တွေဝင်လာမယ်အခြားအဖွဲ့အစည်းတွေဝင်လာမယ်အဲ့ဒီလူတွေအတွက်နော်ဒါတွေအတွက်ကိုဘာလို့လဲဆိုလို့ရှိရင်နေရထိုင်ခင်းလိုပါလိမ့်မယ်ဆိုတာကိုဟိုမျောလင့်ထားတာပေါ့နောက်တစ်ပိုင်းကဘယ်လိုဖြစ်လဲဆိုရင်ဒါလူတွေရဲ့သဘောသဘာဝပဲလေအုပ်စုကြီးလိုက် ပြေးလေရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဟိုသဘောရှိတယ်အဲ့တော့သူများလုပ်ရင်အကုန်လုံးလိုက်ပြီးတော့မှပြေးပြီးတော့မှလုပ်ကြတယ်နော်အဲ့ဒါကြောင့်မို့လို့အဲ့ဒီ heart instinct နဲ့လုပ်သူများလုပ်တယ်ဆိုရင် why ပြီးတော့မှအကုန်လုံးငါတို့လည်းလုပ်မယ်ဒီဟာကတော့ပေါက်နေပြီဆိုပြီးတော့မှ why လုပ်ကြတယ်အာ အကြောင်းကလည်းရှိပါလိမ့်မယ်အဲ့ဒါရဲ့ရိုက်ခတ်မှုလေးကလည်းပါပါလိမ့်မယ်အဲ့ဒါကြောင့်မို့လို့အိမ်ချမ်းမြေကိုဝယ်လို့ရဲခါဒီအလွန်များလာတယ်အဲ့ဒါကြောင့်မို့လို့ဈေးနှုန်းတက်တယ်လို့ဆရာမထင်ပါတယ်စီးပွားရေးအချက်အချာကျလာတယ်ကြောက်တရာဘဘဲနဲ့အဆရှိတဲ့ရန်ကုန်မြို့တွင်းမြို့နယ်တွေမှာလူငယ်တွေ၄၅နှစ်ကာလနဲ့စာရင်မြေသွေးတွေငါးဆမကမြင့်တက်လာတာဖြစ်ပြီးလူရည်ထူထပ်လာတာကြောင့်အစိုးရကမြေလွတ်နေရာတွေအများများရှိနေတဲ့မြို့ပြနေရာတွေမှာ တန်ဖိုးနဲ့အိမ်ယာစီမံကိန်းတွေအကောင့်ထဲပေါ်လာနေတာကိုလည်းတွေ့နေရပါတယ်ဒီလိုမျိုးအိမ်ယာစီမံကိန်းတွေပေါ်ပေါက်လာတာဟာမြို့ရင်းနေရာတွေမှာလူရဲ့သိသိမှုကိုရှော့ချသလိုဖြစ်တာကြောင့်ကောင်းမွန်မှုရှိပေမဲ့တန်ဖိုးကတော့မြန်မာနေစေဖြစ်တာကြောင့်တန်ဖိုးနဲ့အိမ်ယာဆိုတဲ့ရည်ရွယ်ချက်နဲ့ကန့်ညင်မှုမရှိဘူးလို့မန္တလေးအင်ချမ်းမီအကျိုးဆောင်ကုမ္ပဏီကမန်နေဂျင်းဒါရိုက်တာဦးတအုကအခုလိုဆိုပါတယ်အများကလည်းပြောနေကြတာတန်ဖိုးနဲ့အိမ်ယာဆိုတာခေါင်းစဉ်နဲ့လျော်ညီဆိုတာတန်ဖိုးနဲ့ဘို့လိုပါလိမ့်မယ် ဘလူပဲဖြစ်စေဒီအင်ယာတွေကတော့စောက်ကိုစောက်အောင်မှာပါကံမိုးနဲ့အင်ယာလို့ခေါင်းစံတက်ထားပြီးတော့အင်ယာအခန်းတစ်ခုရဲ့တန်ဖိုးဟာတရာအထက်မှာတရာ50အထက်မှာ200နီးပါးမှဆိုရင်တန်ဖိုးနဲ့အင်ယာလို့ခေါ်ဆောင်ဖို့မသိဘူးလို့ထင်ပါတယ်เนาะဘာကြောင့်လဲဆိုတော့တရာအောက်မှာထောင်မှတမန်လူတွေအနေနဲ့ကပိုင်ဆိုင်ဝယ်ယူပြီးတော့နေဖို့ဆိုတာတော့ခက်ခဲပါတယ်ဒီကာလမှာလက်ရှိအနေထားမှာပေါ့ နော်ကျွန်တော်မပြည့်စုံသေးတဲ့စီမံကိန်းတွေကဥပမာဆိုလို့ရှိရင်ဒဂုံစိတ်ကမ်းမြေတော့ဖော်ပေးထားပါရဲ့လမ်းလဲလုပ်ပေးထားတယ်တို့တော်လဲပဲမြေလမ်းတွေနော်လျှက်စစ်မီးမရှိဘူးရေမရှိဘူးနော်တွားရည်လာရေးဆက်သွယ်ရေးအဆင်မပြေဘူးဒဂုံရှိမှဆိုမြေခွက်တွေအများကြီးစိတ်ကမ်းမှလည်းအများကြီးလူတွေတော့မနေနိုင်ကြဘူးမနေလို့ဆိုပြီးတော့ပြန်သိမ်းနေဆိုတာတဘောမကြောက်လေနေနိုင်တဲ့အချိန်တွေရှိအောင်ကလှုပ်ပေးရမှာနော်ဒီသဘောတွေရှိပါတယ်အဲ့လိုအနေထားလေးပြန်ပြီးတော့ အိမ်ယာမှာအဆင်ပြေသွားလို့ရှိရင်မေးစေးတက်တာအိမ်စေးတက်တာသူကသူအလိုလိုပြေလျှော့သွားမှာပါတစ်ချိန်တည်းမှာပါစီးပွားရေးကဖွံ့ဖြိုးလာလို့ရှိရင်လည်းလူတွေကဝယ်နိုင်လို့ရှိရင်ဘယ်သူမှကြက်မနေပါဘူးအဆင်ပြေနေရမှာတင့်တဲ့နေရမှာကိုယ်နဲ့တန်တဲ့နေရသွားနေကြမှာတန်းပြည့်ရဲ့စီးပွားရေးပြုဝင်ပြောင်းလဲမှုတွေနဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်လာတာကြောင့်အင်ချမ်းမီဈေးနှုန်းတွေမြင့်တက်လာပြီးမြန်မာနိုင်ငံရဲ့စီးပွားရေးတိုးတက်မှုဟာအစာပိုင်းပဲဖြစ်တာကြောင့်နောက်ပိုင်းကာလတွေမှာဈေးကွက်သဘောတရားအရသူ့လိုလိုထိန်းကြီးသွားမယ်လို့တုံ့တက်မှုတွေလည်းရှိနေပါတယ် မြန်မာပြည်ရဲ့စီးပွားရေးကနောင်ကိုလည်းဆက်ပြီးတော့ပဲတက်နေအောင်မှဖြစ်တဲ့အတွက်ပြန်ကြစရာအကြောင်းမရှိတဲ့အတွက်เนาะဒီလို တိုက်တာအဆောက်အဦတွေကတော့လိုနေအောင်မှပဲလို့ယူဆပါတယ်ကျွန်တော်မြန်မာတယ်နောက်ပိုင်း9နှစ်ကာလနောက်ပိုင်းဆိုလို့ရှိရင်တော့ဒီလိုနှုံတာနဲ့စီမံအင်အားစီမံကိန်းတွေကိုပေါ်ထုတ်မယ်စနစ်ကြလည်းဖြစ်အောင်လို့အခြေခံခင်းကျင်းတွေကိုလည်းဖြည့်ဆည်းသွားမယ်ဆိုရင်တော့နောက်6-9နှစ်မှာဆိုလို့ရှိရင်တော်တော်လေးကိုတည်ငြိမ်ပြီးတော့အဆင်ပြေသွားမယ်အနေထားရှိပါတယ် ဒါကဟိုလိုအပ်ချက်ဥစားပေါ့ရုပ်ပိုင်းဆိုင်ရာဖြည့်ဖြည့်စည်းမှုပေါ့နော်တစ်ဖက်ကလည်းစီးပွားရေးအချိန်ဟောင်းကကောင်းလာတယ်ဖွံ့ဖြိုးလာတယ်ဆိုရင်လူတွေရဲ့ဝန်ထမ်းစွမ်းလည်းကောင်းလာမယ်စီးပွားရေးလည်းကောင်းလာမယ်ဆိုလို့ရှိရင်ကလူနေမှုအဆင့်တန်းပေါ့နော်တူးကြဝင်ဝင်ပါကက်ပီတယ်အင်ကမ်မြင့်လာလို့ရှိရင် living standard ကသူ့အတူမြင့်လာမှာပါနော်အဲ့လိုဖြစ်လာတယ်ဆိုလို့ရှိရင်အိမ်ယာနဲ့ပတ်သက်ပြီးတော့လည်းအခြားအခက်အခဲတွေတစ်ဖက်ကလည်းပြေလျော့သွားမယ်လို့ထင်တယ် အတွက် RFI ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှတွင်ပြီးဆုံးပါပြီ။ကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။ပရိသတ်များမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေရှင်။